မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကန်းသိတိုက်ပွဲသတင်းကတော့ April 1ရက်နေ့ကနေစတင်တိုက်ခိုက်ခဲ့တဲ့ရခိုင်ပြည်နယ်ဘူးတီတောင်မြို့ကစစ်ကောင်စီရဲ့ခမာယ964တိုင်ရင်ထားတာချုပ်ကိုရခိုင်တပ်တော် AA က April 9ရက်နေ့မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့964တရင်ဌာနချုပ်ကို AB လ9ရက်နေ့မနက်၈နာရီအချိန်မှာတရင်တစ်ခုလုံးကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှနဲ့အစောပိုင်းကရခိုင်တပ်တော် AA ကထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်။ခမရ964ဟာဘူတီတောင်မြို့ရဲ့အရေးပါတဲ့တရင်ဌာနချုပ်တစ်ခုဖြစ်ပြီးတော့စကခ15လက်အောက်ခံဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကဘူတီတောင်မြို့ရဲ့အရေးပါတဲ့ခမရ964တရင်ဌာနချုပ်မကြဆုံရဲ့အတွက်ကြီးလေတို့နဲ့အသေးအတန်ပူးပေါင်းကာကွယ်ခဲ့တော့လေရခိုင်တပ်တော် AA က9ရက်အကြာမှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား80ကျော်တေဆုံးပြီးတော့လက်နက်ခဲယမ်းများ စေသုံးဆောင်ပစ္စည်းအများအပြားကိုတင်စီရရှိခဲ့တယ်လို့ရခိုင်တပ်တော် AA ကပြောဆိုထားပါတယ်ရခိုင်တပ်တော် AA ကဘူးလီတောင်မျိုးကစစ်ကောင်စီရဲ့အရေးပါတယ်ခမရ99နှစ်တရင်နဲ့တောင်ပစာစစ်စခန်းကိုမက်လာအတွင်းကအပိသက်သိမ့်ပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးတော့လည်းဘူးလီတောင်မျိုးကစစ်ကောင်စီရဲ့တရင်တပ်ဖွဲ့များနဲ့စစ်စခန်းများအလုံးကိုအပိသက်သိမ့်ပိုင်ရရှိဖို့အတွက်ဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ကထုတ်ပြန်ပြောဆိုထားပါတယ်အလားတူပဲမောင်တော်မျိုးနဲ့ကျိန်ချောင်းစစ်စခန်းကိုလည်း အပိသက်သိမ့်ပိုင်နိုင်ရေးအတွက်ဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ရခိုင်တပ်တော် A ကဆိုပါတယ်ရခိုင်ဒေသမှာအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဟာပြည်သူကိုပြစ်မှတ်ထားပြီးတော့စာတင်ကြောင်းများဈေးရုံများဈေးများစစ်ပေးရှောင် နေရာများဘာသာရေးအဆောက်အအုံများမြို့ရွာများမှာရှိတဲ့လူနေရပ်ကွက်တွေကိုလေရင်နဲ့ဘုံကျဲခြင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခြင်းတွေကိုနေစဉ်ပြုလုပ်နေပြီးတော့စစ်ရာဇဝဲမှုတွေကိုကျူးလွန်လျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့ရခိုင်ပြည်ဘူးသီးတောင်မြို့သိန်းတိုက်ပွဲမှာရခိုင်တပ်တော် AA ရဲ့စစ်သမီးများကပါပါဝင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် AP လ9ရက်နေ့မနက်7နာရီကအပိသက်သိမ်းပိုက်ခဲ့တယ်ဘူးသီးတောင်မြို့ကစစ်ကောင်စီရဲ့ခမရ964တရင်ဌာနချုပ်ကိုတိုက်ခိုက်ရမှာရခိုင်တပ်တော် AA ကစစ်မဲများပါပါဝင်တိုက်ခိုက်ခဲ့တယ်လို့ AA ကပုံနဲ့တကွထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား80ကျော်တေဆုံးပြီးတော့လက်နက်ခဲယမ်းများစစ်အသုံးဆောင်ပစ္စည်းအများအပြားကိုတင်းစီရမိခဲ့တယ်လို့ရခိုင်တပ်တော်အေအေကဆိုပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာပေးဆက်ဆွန့်လွှတ်ခဲ့ရတဲ့အာရကန်စစ်တီများအားရခိုင်တပ်တော်အေအေရဲ့စစ်ရုံးချုပ်ကနေပြီးတော့လေးနက်စွာမှတ်တမ်းတင်ဂုံပြုတ်အကြောင်းကိုအေအေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်နဲ့ကော့ဂရိတ်မြို့နယ်အဆက်မှာရှိတဲ့တင်ငန်းညီနောင်စစ်ဗျူဟာဂုံးနဲ့ခမရ39ခွန်တို့ကိုအေပီလ9ရက်နေ့မွန်လွဲပိုင်းမှာ KNL ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကတိုက်ပတ်ရရှိခဲ့ပြီးတဲ့နောက်စေကောင်စီရဲ့လက်နက်ခဲယမ်းများဟာကားတွေနဲ့အခောက်ခါခါတဲယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အေပီလ9ရက်နေ့က တင်ငန်းညီနောင်စစ်ဗျူဟာဂုံးနဲ့ခမရ35ခွန်စခန်းတွေကိုတိမ့်ပိုက်ခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီဘက်က20ဝန်းကျင်တေဆုံးကစစ်တုံးမှန်အများပြားကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။လက်နက်ခဲယမ်းများဟာလည်း120မမအမြောက်များအပါအဝင်လက်နက်ခဲယမ်းများကိုကားတွေနဲ့အခောက်ခောက်ခါခါတည်ယူနေရတယ်လို့သိရပါတယ်။စစ်ကားတွေအများပြားကိုလည်းတိမ့်ဆီးရရှိခဲ့တယ်လို့မြေပြင်စီးရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။လက်နက်ကြီးလက်နက်ငယ်တွေကိုလည်းတိမ့်ဆီးရရှိတာများတယ်။ကားတွေနဲ့အခောက်ခောက်ခါခါတည်နေရတယ်စစ်တုံးမှန်အများပြားရပါတယ်။ စစ်ကားတွေလည်းရတယ်။နယ်မြေရှင်းလေးတွေဆက်လုပ်နေပါတယ်လို့စီရေးသတင်းအရေးမြစ်ကပြောဆိုထားပါတယ်။အလားတူပဲမြောက်ရီမြို့နယ်ခလိုက်ရ2ခု5ကိုလည်း KNL ဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ထားပြီးတော့အဲ့ဒီထဲမှာစစ်ကောင်စီတပ်သားအများပြားရှိနေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကလည်းစစ်ကူစစ်ကြောင်း၄ခုထက်မနည်းစေလွတ်ပြီးတော့မြောက်ရီသင်္ကန်းညီနောင်နဲ့ကော့ပိတ်နယ်မြေတွေမှာအသာစီးပြန်လဲရရှိဖို့အတွက်ကြိုးပမ်းနေပြီးတော့လက်နက်ကြီးများနဲ့ လေကြောင်းတိုက်ခိုက်မှုများကိုစစ်ကောင်စီကတောက်လျှောက်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးအခုညတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအာဓမစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်ရွဲ့မြို့နယ်မှာမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးဝင်းကြော်သူအပါအဝင်ရဲလေးဦးလိုက်ပါလာတဲ့ကားတစ်စီးကိုမိုင်းဆွဲတိုက်ခတ်ရာမြို့နယ်မှုအပါအဝင်၄ဦးစလုံးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ9ရက်နေ့ည9နာရီချိန်ကဝမ်ရွဲ့မြို့နယ်နန်းနန်းကြီးရွာနဲ့ခနောင်းကုန်းကြီးရွာကြားမှာအကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ရဲတွေလိုက်ပါလာတဲ့ကားကို WTRF အဖွဲ့ကမိုင်းဆွဲတိုက်ခတ်ရာကားပေါ်မှာပါလာတဲ့ စခန်းမှုအပါဝင်၄ဦးစလုံးတေဆုံးပြီးတော့ကားဟာလုံးဝပျက်စီးသွားတယ်လို့သိရပါတယ်။ကားပေါ်မှာကရဲစခန်းကမြို့နယ်မှုနဲ့တခြား၃ဦးပါလာတာကားပေါ်ပါတဲ့၄ဦးလုံးတေတယ်။ကားကပင်တလဲဝန်းတွင်လမ်းပေါ်ပင်တလဲဘက်ကနေပြီးတော့ဝန်းတွင်ဘက်ကိုပြန်မောင်းလာတာနန်းနန်းရွာအကျော်ထဏောင်းကုန်းရွာမရောက်ခင်ကင်လိုက်တာကားရောလူရောဒစစီပဲအခင်းဖြစ်တဲ့နေရာဘက်မှာ drone တွေဝဲနေတယ်ဝန်းတွင်မြို့ပေါ်မှာလည်းအရေးပေါ်ကားတွေစူညံနေတယ်လို့ one twin township revolution force WDRF အဖွဲ့ကတာဝန်ရှိသူတဦးကပြောဆိုထားကြောင်း တရင်ရရှိပါရခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတက်တွေကမိုင်းဆွဲခြင်းတိုက်ခတ်ခြင်းများကိုလုံဆောင်ခဲ့ရာစစ်ကောင်စီတပ်သား15ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့ညနေ4နာရီကျော်အချိန်ကပေါ့မြို့နယ်ရေပြာကျေးရွာရေပြာရဲစခန်းကိုရောက်ရှိနေတဲ့စစ်ကောင်စီအင်အား200ကျော်ကန့်က ပေါင်းမြို့နယ်ကုတ်ကိုစုပြူစောတိရွာကိုရိတ်ခါရင်တန်းထွက်လာတဲ့အချိန်ပေပါပရိသာမိုင်း၃လုံးနဲ့စတင်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးကနေရာမှာတည်းပွဲချင်းပြီးတိုက်ဆုံပြီးစစ်သား၄ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကြောင်းရဲ့ရှေ့ပြေး point အဖြစ်နဲ့ဆက်လက်ပြီးတော့ထွက်ခွာလာခဲ့တဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကပြင်ဆင်ထားတဲ့ main point အရောက်မှာဖောက်ခွဲတိုက်ခိုက်ခဲ့ရာစစ်သား9ဦးနေရာမှာတည်းပွဲချင်းပြီးတိုက်ဆုံခဲ့တယ်လို့သိရပါတယ်။စစ်သားတွေဟာကြောက်လန့်ပြီးတော့အော်ဟဲကရာခင်းနေတဲ့ကိုပတ်ပြေးနေပြီးတော့ ထမှန်ပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခတ်ရာစစ်သား9ဦးကအတုံးယုံလဲကျသွားပြီးတော့တေဆုံးဒဏ်ရာရမှုကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကို drone တွေနဲ့ဘုံများဖြုတ်ချပြီးတော့တိုက်ခတ်ရာစစ်သား3ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ AP လ9ရက်နေ့ညနေ4:48မိနစ်အချိန်မှာရေးပြရဲစခန်းကနေမောင်းနှင်လာတဲ့ဂျမားကားပါတဲ့မော်တော်ယာဉ်၄စီးနေမိုင်းထိပြီးတော့နေရာမှာတဲ့စစ်သား3ဦးတေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးတိုက်ခိုက်မှုတွေကိုမြိုင်ပကပရင်းတက် ပေါက်ပကဖနဲ့ဘူလိုက်အောင် အဖွဲများဘူယိုးမအဖွဲများပခုတ်ကူခိုင်ရင်းဆက်6ခွဲနဲ့ FRG တို့ကစနေတကြစီစဉ်ပြီးတော့တိတိကျကျဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကကုန်းလန်းရေလန်းတို့နဲ့စစ်ကြောင်းထုတ်လာပြီးတဲ့နောက်တော်လိုင်းရဲဘော်တအုပ်ကိုစစ်ကောင်စီကဖမ်းဆီးတပ်ဖြတ်က ခြေရွာ၄ပါးမှာရှိတဲ့နေအိမ်တွေကိုမိရှုပ်ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ၄ရက်နေ့မန္တလေးမှာသခိုင်းမြို့နယ်အနောက်ဘက်မှာရှိတဲ့ခြေရွာတွေကိုအကြမ်းဖက်စစ်ကောင်စီကကုန်းလန်းရေလန်းတို့နဲ့စစ်ကြောင်းထုတ်လာပြီးတော့တပြူးရွာကနေအိမ်နှလုံးပေါက်လာကျွန်းရွာကနေအိမ်နှလုံးနောက်ကြည်ကျွန်းရွာကနေအိမ်၃လုံးနဲ့ကရက်ကျွန်းရွာကနေအိမ်အများပြားကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အေပီလာ၄ရက်နေ့မန္တလေးကစပြီးတော့စကိုင်းမြို့အနောက်ဘက်မှာရှိတဲ့ခြေရွာတွေကိုစစ်ခွေးတွေကကုန်းလန်းရေလန်းနဲ့စစ်ကြောင်းထိုးပြီးတော့တပြူးရွာကနေအိမ်နှလုံး ောက်လာကျွန်းရွာကနေအိမ်နှလုံးနောက်ကြည့်ကျွန်းရွာကနေအိမ်သုံးလုံးနဲ့ကရက်ကျွန်းရွာကနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်ကရက်ရွာကနေအိမ်အရေးအတွက်ကိုတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာပောက်လာကျွန်းရွာကိုဝင်ရောက်စီးနှင်းတဲ့အချိန်မှာကျေးရွာတုတ်တံမှာတော်လိုင်းရဲဘော်တို့ကိုဖမ်းဆီးပစ်တက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာအေပီလ9ရက်နေ့မှာသခိုင်းမြို့ဘက်ကိုပြန်လည်ထွက်ခွာသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတန်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။